မင်္ဂလာပါအခုဖတ်ပြမှာကတော့ဆ ्याम မမိုးအင်းရရဲ့နာမကျန်းသည်အိုနင်းစီဝတ္ထုကို အပိုင်းကားအနေနဲ့ဖတ်ပြသွားမှာဖြစ်ပါတယ်နားဆင်ကြပါအောင်ရှင် စာတင်ရခြင်းသည် ဆောင်းအတွက်ထင်သလောက်မခက်ခဲလားတင်လွယ်တက်လွယ်သောညံကိုတော့ကံအားလျော်စွာရရှိခဲ့ပါသည်ကျောင်းဆက်အပ်သည့်နေ့ကအဖြစ်ကလေးကိုလည်းဆောင်းမမီမိမိကစောင်းကိုကျောင်းအင်ကြီးအစ်စ်ကလေးဝတ်ပေးပြီးကျောင်းသို့လက်ဆွဲခေါ်လာခဲ့သည်မိမိပြောပြ၍ထိုကျောင်းမှာအလွတ်ပညာသင်ကျောင်းတစ်ကျောင်းဟုဆောင်းသိရပါသည်ဆရာကြီးဥဖိုးထွန်းသည် မော်မော်ရီရီရှိလာသည်ဆောင်းတို့သားမိကို နေရာထိုင်ခင်းပေးပြီးစာအုပ်ကြီးတအုပ်ကိုဖွင့်ကာရေးမှန်းစီရင်သွင်းဖို့ပြင်သည်အသက်ဘယ်လောက်ရှိသွားပြီလဲရှစ်နှစ်ဆောင်းကကိုယ်တိုင်ပင်တွက်လက်စွာဖြေလိုက်သည်ဆရာကြီးကမော်ကြည့်ပြီးသဘောကျသွားသည်တမီးဟာတော်မဲ့ပုံပါပဲခုမှကြောင်းစနေရမှာလားဆောင်းကခေါင်းငိတ်ပြသည် နမေက ။စောင်းခင်ဆရာကြီးကစဉ်းစားနေသည်။နမဲတွေဘာတွေပြောင်းရင်တခါလေးပြောင်းထားနော်။နောက်မှပြောင်းရတာမလွယ်ဘူး။စောင်းဤနမဲကတောဆန်နေလားမသိပင်ဆရာကြီးကပြောင်းစေခြင်းပုံရသည်။အင်္ဂလိပ်စာကိုဦးစားပေးတော့သာသနာပြုကျောင်းတွေကလည်းခေစားနေ၍တချို့ကကျောင်းနံမဲကို အင်္ဂလိပ်လိုပေးကြသည် အလွတ်ပညာသင်ကျောင်းကလည်း အစိုးရစာမေးပွဲကိုဝင်ဖြေကြသည်ပြီးမှတာသနာပြုကြောင်းကိုပြောင်းကြသည် နေရာတိုင်းမှာအင်္ဂလိပ်ခေတ်ဤအငွေအသက်ကမကုံခန်းသေးပေသမီးနာမည်ကိုဘယ်လိုပြောင်းရကောင်းမလဲမိမိကစဉ်းစားနေသေးသည်ဘလို့မှမပြားဘူးမိ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 ပဲပြောတယ်စောင်းနာမည်ကဖေဖေပြီးခဲ့တာဆိုဖေဖေပြီးခဲ့တဲ့နာမည်ကိုမပြောင်းချင်ဘူး ဆရာကြီးကသဘောကျစွာခေါင်းငိမ့်သည်။အင်းဒီနာမည်လဲကောင်းပါတယ်။မပြောင်းချင်ရင်မပြောင်းပါနဲ့။ပြောင်းချင်ရင်လဲဆိုးရစာမေးပွဲဝင်ဖြေတဲ့အခါမှာပြောင်းဖို့။စောင်းနာမည်ကိုဆရာကြီးကစရင်ရေးသွင်းသည်။ပြီးတော့စက်မေးသည်။အဖေနာမည်ဥသက်တင်ဥအဖေမိမိနှင်းစောင်းတို့နှစ်ယောက်အတန်ပြိုင်တူထွက်သွား၍ဆရာကြီးကကြောင်သွားသည်။ ဆောင်းကဖေဖေကိုရုပ်အားဖြင့်မှမမီလိုက်ပေမယ်။ဖေဖေနာမည်ကိုတော့စွဲနေအောင်မှတ်မိပါသည်။ဆောင်းမှာဖေဖေရှိခဲ့သည်ဆိုတာလဲရင်ထဲမှာစွဲနေအောင်မှတ်မိထားပါသည်။ဥသက်တင်လို့ပဲရေးပါဆရာကြီးရေ။မိမိအတန်က အာပျော်နေသည်။ရှက်ယွံ့နေသည်။ဆောင်းကတော့ဘာမစိုးမှန်ရာကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ခြင်းသည့်ညင်ကလေးနှင့် မွေးဖွားလာသည်မို့အမှန်အတွက်ပျော်ဝွန်သည်မိမိကလည်းစောင်းရဲ့ဖေဖေဦးအေးဖေပဲဟာဘာဖြစ်လို့ဥသက်တင်နာမည်ရေးရမှာလဲဥသက်တင်ကစောင်းရဲ့ပထွေးဆိုဆရာကြီးကဖေဖေနာမည်မေးတာမိမိရဲ့ဒီတော့မှဆရာကြီးလည်းအဖြစ်မှန်ကိုရိပ်မိသွားရှာသည်တမီးရဲ့ဖေဖေကတည်သွားပြီပဲကွယ်ပြီးတော့ပပကတမီးကိုကြောင်းထားပြီးမှာ ဆရာကြီးကခေါင်းညိတ်ပြီးဖခင်အမိနေရာမှာဥတတင်ဟု ရေးသွင်းလိုက်သည်ဥတတင်ကလည်းကလေးရဲ့ဖေဖေပဲပေါ့မဟုတ်ဘူးလားကဲတမိမွေးတက်ကလေးကဆရာကြီးကကျွမ်းကျင်စွာစကားဖြတ်ပြီး တခြားအရာများကိုဆက်မေးလိုက်သည်နေတန်းကိုစကောလာရှစ်စာမေးပွဲဖြေနိုင်အောင်သင်ပေးမယ်ဉာဏ်ကောင်းမဲ့ကလေးပါအဆန်းစာရရဆရာကြီးကိုပဲအပ်ပါတယ်ရှင် ထိုနေ့ကကြောင်မတရားသည်မိမိနှင့်ပြန်လိုက်ခဲ့သည်လိုအပ်သည့်စာအုပ်များဝယ်ရသည်ကြောင်နေရတော်မူအတွက်စောင်းပျော်ပါသည်ညနေတမင်ဝိုင်းမှာပပနှင့်ဆုံရသည်ဆူဆူလဲထမင်းအတူဝင်စားသည်ပပကထမင်းစားရင်စကားတိတ်မပြောသဖြင့်မိသူများစကားမပြောကြပေစောင်းကတော့ကြာကြာနာနာစားရတော့ရပါလျက် တိတ်ပြီးမမြိန်ရှက်လားဒေါ်လေးရွှေတင်တို့စီမှာမတတားရေးစားမှုလားမသိအမြဲတမ်းထမင်းစားနေတတ်ပြီးစားတိုင်းလဲမဝနိုင်အောင် စားကောင်းသည်ယခုဟင်းတွေကအချိုအစိမ့်လဲများသဖြင့်မစားနိုင်ပေ ထမင်းစားပြီးမှပပကမေးသည် စောင်းကိုကြောင်းအပ်ပြီးပြီလားအပ်ပြီးပြီကိုကြီးအဆင်ပြေပါတယ်မနေ့ပြန်ကြောင်းစားတက်ရမှာပဲအင်းလေစူးစားပါ လေးတက်မြင်မြင်အောင်ရင်နေရှင်နဲ့ကြောင်းကိုပြောင်းပေးမယ်။စားတော်အောင်ကြိုးစား။ဆောင်းကကောင်းငိမ့်ပြသည်။မိမိကဆောင်းကိုတထောင်စင်းနဲ့အသားတို့ပြီးဟုတ်ကဲ့ပါပါလို့ပြောလေသမီးဟုတူတူပြောသည်။သို့သောဆောင်းဤနှုတ်ကမြည်သည့်အတန်းမျှထွက်မလာနိုင်သေးပေ။သမီးဆိုဆိုလေဒီနေ့ခုနှစ်တန်းအောင်အောင်ဖြစ်ဆယ်တန်းအောင်ရင်တော့တော်ပါပြီကွယ်။မိန်းကလေးပဲ။ ဆူဆူကဘာမှမပြောဘဲမိမိကသာဝင်ပြောသည်ကလေးတွေသူတို့အစွမ်းရှိသလောက်ပညာသင်ပါစီလားအကိုကြီးရဲ့မိကလေးလည်းပညာတတ်တော့ပိုကောင်းတာပေါ့ကိုကတော့ပညာကိုအခြေခံလောက်ပဲသင်ပြီးကိုပိုင်စီးပွားရေးကိုလှုပ်စေခြင်းနဲ့ဆူဆူကိုပွဲရုံမှာထိုင်ခိုင်းရမယ်ယောက်ျားလေးမရှိတော့တမိပဲတောင်းမှန်းနဲ့ခိုင်းရမှာပဲပညာတတ်ဖို့ထက်ငွေရှာတတ်ဖို့ကအရေးကြီးပါတယ်ကွာ ဆူဆူဤမျက်နှာကယခုမှရွှင်ရွှင်လန်းလန်းဖြစ်လာလေသည်ဆူဆူကသူ့ကိုအေးထားသည့်အတွက်ကျေနပ်သွားပုံပေါ်၏ဆောင်းကတော့စီးပွားရေးတွေပါတွေနားမလဲပါမိမိနှင့်နေရဖို့ရဲ့ကြောင်းတက်ရဖို့ရဲ့ထို့မြသာ စိတ်ထဲမှာရှိသည်ဒီနောက်တော့ဆောင်းကကြောင်းမှာပြောလာပါသည် ဆောင်းအတွက်စာသင်ရခြင်းသည်ပင်ပန်းကြီးသည့်အလုပ်မဟုတ်ပင် ဆောင်းမှာဘဝအတွေ့အကြုံရအသိဉာဏ်ကရင်ကျက်ခဲလေသလားမသိ။ဘာကိုပဲကြာရကြာရဘာကိုပဲမြင်ရမြင်ရအလွယ်တကူပင်တက်မြောက်ခဲသည်။ဆောင်းအတွက်ပညာရေးမှာအခက်အခဲမရှိ။ဆောင်းအတွက်အခက်အခဲရှိသည်မှာအိမ်တွင်ဆက်ဆံရေးသာဖြစ်ပါလေ၏။ ီးမေဆိုသည့်မိမကြီးကအမဲလိုဤတွန်တောက်တီးနေတတ်သည်မိဖို့ကြောင့်ကိစ္စအဝဝနှင့်ငွေရေးကြေးရေးတာဝန်ကို လွှဲအပ်ခြင်းခံထားရသူဖြစ်လျာနေရာတကာမှလည်းသူပြီးမှပြရတော်သည်ဆောင်းကတောမှနေကလေးကအကျင်ပါလာသည်မို့ထမင်းစားပြီးလျင်ကိုပကံကိုယူစေသည်ဒါကိုကြည့်ကြည့်မိကအကောင်းမမြင်ပေဟဲ့ထားခဲ့ကြွယ်ကုန်မေး ဒါတံပကံတွေမဟုတ်ဘူးနော်လက်ကိုစက်ပြန်နဲ့ဆင်ဆင်ဆေးပါလားဣညီးကဇွန်းနဲ့ခင်းင်းနဲ့စားပါဆိုတော့လဲမစားဘူးជីជីမေကစောင်းကိုဆိုလျင် အမြဲတမ်းခန့်နှိမ်နေလေးပျော်တတ်သည်လက်နဲ့စားမှအားရတယ်ជីជីမေရဲ့ជីជីမေကရောဘာဖြစ်လို့လက်နဲ့စားတာလဲလက်ဝါးကြီးနဲ့နေနေပြီးစားနေရစောင်းမြင်ပါတယ်နော်ជីជីမေကနှာခေါင်းရှုံလိုက်သည် သူနှာခေါင်းရှုံတက်သည်မှာလဲဒေါ်လေးရွှေတင်နှာခမ်းမဲ့ပြီးစကားပြောသလိုပင်အကျင့်တစ်ခုဖြစ်ကြောင်းစောင်းသိလာရသည်စိတ်ထားမကောင်းတဲ့လက္ခဏာပဲဟုစောင်းစိတ်ထဲကအောင်းမေးမိသည်ညီကလေးငါ့ကိုများပြန်ဝေဖန်နေလိုက်တာဒီအိမ်မှာငါ့ကိုပြန်ပြောတာညီတယောက်ပဲရှိသေးတယ်ဆူဆူတော့သူ့အဖေစကားနားမထောင်ပေမဲ့ငါပြောရင်နားထောင်နေဒီမေညီပါပါကအင်မတန်ဘိုးဆန်ကျင်တာဤ ထမင်းဆိုင်ဘိုးဆန်းဆန်းစားတာနူရာကလည်းဘူကာပြားပဲနူရာဆိုတာဘသူလဲជីជីမေရဲ့ဆောင်းကလက်ကိုဆေးပြီးခါလိုက်ရជីជីမေကိုဆင်သွားသည်ဟဲ့ဟဲ့တောသူမလက်ကိုအရန်ခါရသလားငါဆင်ကုန်ပြီဟင်းနူရာဆိုတာဆူဆူတို့အမေပေါ့အိုးမမဆူတို့မမေကဘူကာပြားလား ဒါဆိုမမဆိုလဲဘိုးမလေးပေါ့နော်သူတို့ကဘာဖြစ်လို့ဘိုးစကားမပြောကြတာလဲဒါတော့ဘယ်သိမလဲဒီမယ်ညီထမင်းစားပြီးရင်ထမင်းစပွဲပေါ်တင်ထားတဲ့ချောကလက်တွေအရန်ယူမစားနဲ့ချောကလက်ဆိုတာတစ်ခုနှစ်ခုစားရတာသိရဲ့လားဆောင်းကမကြားချင်အောင်ဆောင်းပြီးထွက်ခဲသည်ပြီးတော့ជីជីမေချောင်းကြည့်နေသည်ကြားကပင် တကြားလုံးတွေချောကလက်တွေတက်စုပ်ကြီးနှိုက်ခဲ့ဤပြီးတော့အိမ်ဘေးကိုလစ်ထွက်ခဲ့သည်ပပမှာကြောင်တွင်ကုန်၌ကိုပိုင်ဆန်ဆက်ရှိသည့်အပြင်စောင်းတို့နေထိုင်သည့်စိန်ထွန်းရက်ွက်ရှိအိမ်ကြီးရှိ၌လဲပွဲယုံတယုံတည်ထားသည်အဓိကအလုံးမှာငပီငချောင်းလုပ်ငန်းဖြစ်တော်လဲစံတို့စီတို့ကိုလဲတူလောင်တတ်သည်စောင်းတို့အိမ်ကြီးပဲရှိ အင်ငယ်ကလေးများမှာပပာဤပွဲယုံအလုသမားများနေသည် ဆောင်းကသူတို့ဤတားငယ်သမီးငယ်များနှင့်အဖွဲကြလေသည်သူတို့နှင်းကတောမာလိုစော့ကစား၍ရသည်ဇေယိုက်ချင်းလဲတူသည်ညင်ညစ်ပေပေနေလိုရသည် ဆောင်းကပထမဦးစွာသူ့အဖော်တွေကို ချောကလက်တွေဝေးလိုက်သည် အစပထမတော့ကလေးတွေကမယူရဲကြပါဘူး အိမ်ကြီးပေါ်ကစားကောင်းတောက်ဖွဲတွေကို သူတို့မစားရဲပင် သူတို့ကစောင်းတို့အိမ်ကိုအိမ်ကြီးဟုခေါ်သည်ကြာလာတော့စောင်းနှင့်ခင်မင်းရင်းနှီးလာပြီးစောင်းကျွေးသမားကိုပျော့ပျော့ရှင်ရှင်ယူစားကြသည်ကြောင်းမှပြန်လာတိုင်းစောင်းကအဖော်ရိရှိရာပြေးလာစမြဲသည်ပြေးလျရင်အိုးပုတ်လေးတွေနှင့်ကစားသည် ထုံစီလဲထိုးသည် ကျိုးခုံသည်ကြီးသားရိုက်သည် သူတို့နေထိုင်သည့်အိမ်တန်းလျားနောက်ဖက်တွင် မကြီးပင်ကြီးတွင်ရှိရာတခါတရံမကြီးပင်ပေါ်တက်ပြီးမကြီးရွယ်နုခူစားကြသည် မကြီးရွယ်နုကိုစီစံစာဖြူဖက်နှစ်ထုတ်ပြီးမြေကြီးထဲမြုပ်သည်ပြီးအပေါ်ကတယောက်တလဲဖနောင်းနေပေါက်က ပုံမစီစံလုပ်ပြီးစားရသည်မှလည်းအရာသာရှိလာသည်။ဆောင်းကအချိန်ရှိသရွေ့နောက်ဖေးတန်းလျားတွင်သာရောက်နေတတ်သည်။ ောက်ဖေးတန်းလျားတွင်သာစောင်းနေလို့ပြောသည် အင်ဂျီထဲမှာကလွတ်လပ်မှုမရှိလာပေပပါရှိနေလျင်ပုံရွေးပင်မနေတတ်မထိုင်တတ်ဖြစ်သေးသည် ပပါကစောင်းကိုမလိုမလားမရှိတော့လဲညနေထားကမှန်မှန်သာမှုစောင်းအနေကြုံသည် မမဆိုးကလည်းတယောက်ထဲကင်းကင်းနေတတ်သည်မိမိကပပါတို့မမဆိုးလို့ရှိတဲ့ရင် သူတို့ကိုဂယူဆိုင်နေရတတ်ပြီ သူတို့မရှိရင်စက်တလုံးဖြင့်ချုပ်စရာရှိတာချုပ်နေတတ်သည်ជីជីမီကတော့မိဖို့ကြောင့်ကိစ္စချဲ့လဲနေသူမိမကြီးဖြစ်၏လက်ကအနာမနေသလိုပါးစပ်ကလည်းအနာမနေပြီကြာတော့မေမေပြောသလိုသူ့ကိုကြောက်လဲမကြောက်တော့ပြီဖာပြောပြောစောင်းကမကြားချင်အောင်စောင်းနေလိုက်သည်စောင်းအတွက်ပျော်ရွှင်ခြင်းက နောက်ဖေးတန်လျားမှသာရှိလေသည်ចောင်းမှပြန်ရောက်လာလျင် လွယ်အိတ်ကိုချကစားစရာကိုနှိုက်ပြီး နောက်ဖေးတန်းလျားလို့သာပြေးလာစမြဲဖြစ်၏အပေါင်းအသင်းတွေကလည်းစောင်းကိုမျှော်ကြသည် သူတို့ကစောင်းလိုလားကကြီးကြီးပေးရတော့အလို့ပညာသင်ကျောင်းမှာမနေနိုင်ကြပေမူလာတန်းကျောင်းလေးတွေမှာနေသူကနေသည် တချို့လည်းမနေကြပွဲယုံကငပိငချောက်လေးတွေကိုယူပြီးဈေးမှာတွားရောင်းကြသည်မဆောင်ယူလာတဲ့တရားလုံးတွေက အားကြီးစားကောင်းလေမဆောင်ကအိမ်ကြီးပေါ်မှာနေရတာတိတ်ကံကောင်းတာပဲနော်ဟိုမမဆိုကတော့ကျမတို့ကိုဘယ်တော့မှမခေါ်ဘူးဘာမှလည်းမကြွေးဘူးခိုင်းစရာရှိမှသာခေါ်ခိုင်းတာပဲတန်လျာမှာနေတော့ကလေးများတဲ့မှာ ချိုတူးဆိုသောကောင်မလေးကိုစောင်းအခင်ဆုံးဖြစ်သည် ချိုတူးကလည်းစောင်းကိုခင်သည် ချိုတူးဤဖေဖေသည် ပပပွဲရုံမှအလုသမားကြီးဖြစ်သည် ပပကားကိုမောင်းပေးသည် ပပလူယုံတော်ဟုလဲပြောကြသည်အင်ကြီးပေါ်မှာနေရတာကံတော့ကောင်းပါလေချူတူးရဲ့ဒါပေမဲ့နင်တို့လောင်ပြောစရာမကောင်းပါဘူးနင်တို့အိမ်မှာချက်တဲ့ဟင်းတွေကတိတ်စားကောင်းနေငယုတ်သီးကလည်းဆက်တယ်အင်ကြီးပေါ်ကဟင်းတွေကချူရဲနေတာပဲမိမိကလည်းအဲ့ဒီဟင်းချူချူကြီးတွေကိုစားနိုင်တာအံ့နေငါကငပိရေစားခြင်းနဲ့ပါပါကအိမ်မှာငပိရေမကြိုရဘူးတဲ့ ဒါနဲ့မေမေကလည်းမစားတော့ငါလည်းမစားရတော့ချိုတူးကဆောင်းကိုတအံတော်ကြည်နေသည်သူအထင်ကြီးအားကျနေသောဆောင်းကသူတို့အိမ်ကဟင်းကမှစားလို့ကောင်းနေတဲ့မဆောင်းတို့ပပကငပိကောင်တွေငချောက်တွေတော့ရောင်းပြီကိုယ်နိုင်ကြတော့မစားဘူးလေလားအေးရောင်းတာတော့အမြဲရလို့ရောင်းရတာတဲ့တမျိုးပဲနော်မဆောင်းချိုတူးတို့အိမ်မှာထမင်းစားပေါ့ ်ချူချူကမဆောင်လို့အိမ်ကတကြားလုံးနေပမုတ်တီစားမယ်အေးကောင်းနေဆောင်းကသူ့မှာပါလာသမျှမုတ်တွေကို ပေးလိုက်သည်မြေကြီးပေါ်မှာဖုတ်အလူလူဖြင့်ကစားကြပေးသည်နော်ချူတူးတို့အမေချက်ထားသောငပိကောင်ကြော်ဖြင့်ထမင်းစားကြသည်ငပိကောင်မှလည်းပွဲယုံမှအကျွမ်းကြံလေးများသာဖြစ်၏သို့သော ငရုတ်သီးကနိုင်ပြီး၆အောင်ကြော်ထားသဖြင့် စံကြမ်းကြမ်းဖြင့်ချက်ထားသော ထမင်းနှစ်ပကံကုံသွားသည်အိမ်ကြီးပေါ်မှချက်သောထမင်းကတော့ပသိမ်စပနဲ့ဆံကိုမှားစားသဖြင့်ဖြူဖွေးပြီးမှုပြန်နေသည်သို့သောဟင်းရွက်စိမ့်ကြောင့်ချက်သားပြုတ်ကြောင့်ဝတားပေါင်းတို့နှင့်သာစားရသဖြင့်ထမင်းမမိန်လာပြီပပါတို့မမဆူတို့ကထမင်းစားလျင်ဇွန်ခရင်နှင့်တို့ထီယုံသာစားကြသည်မိမိကလည်းတို့ထီယုံသာစားလေသည် ကြီးကြီးမေတယောက်သာနောက်ဖေးမှာဇလုံးကြီးနဲ့အာပါတရနေစားသည့်ကိုတွေ့ရသည်။သို့သောစောင်းကိုတော့ထို့သို့စားခွင့်မပေးပေ။စောင်းကငရုတ်သည်ဆက်ဆက်နေထမင်းနေတဝါကြီးစားနေခိုင်းမမျော်လင့်ပဲမိမိရောက်လာသည်။စောင်းထမင်းစားနေသည်ကိုကြည့်ပြီးအံ့အားသင့်နေသည်။ချိုတူးတို့အမေကလည်းပြပြတလဲဖြစ်နေသည်။ဟီးဘာခိုင်းကျင်လို့လဲဟင် မိမိကိုအားလုံးကယီယီဟုပဲချစ်စနိုးခေါ်ကြသည်။ဩချင်းတော်တလုံးစိန်ထားတာမနိုင်လို့ကုညစ်ပေးစမ်းပါလို့လာပြောတာပါမတ်ရင်ကြီးရဲ့။ဒါထက်တမီးကဘာဖြစ်လို့ဒီမှာထမင်းတွေလာစားနေရတာလဲ။စာရင်မိမိကိုပြောရောပေါ့။ဆောင်းကထမင်းပကံတဲမှာ မြုပ်သီးတွေဖြင့်အာပါတရားနယ်လျက်ကမိမိကိုရည်ပြလိုက်သည်။မိမိတို့ကညစာကိုပပပြန်လာသည်အထီးဆောင်ပြီး ခုနှစ်နာရီထိုးလောက်မှစူစားကြလေသည်ငပိကောင်ကငရုပ်သီးတွေနဲ့ကြော်ထားတာစားကောင်းလို့လို့ပါမမေရဲ့စောင်းတော့ကရောက်ကလေးကမမေတို့အိမ်မှာငပိရေလည်းမစားရဘူးငရုပ်သီးဆက်ဆက်လည်းမစားရဘူးတမီးကလည်းကွယ်ပပကအစာရင်းနဲ့မတည့်လို့ငရုပ်သီးမစားတာပါငပိကတော့ပွဲယုံကအနံ့နေတယ်ညင်းငွေလုံးလို့တဲ့တမီးစားချင်မမေချက်ပေးမှာပေါ့သူများတွေစားလို့လောက်ပါတော့မလားတမီးရဲ့ မိမိကချိုတူးတို့အိမ်မှာစားနေသည်ကို မကြိုက်၍ပျော်ကြလာတော့မသည်ချိုတူးအမေကပြုံ၍ဝင်ပြောရှာသည်စားပါစီရီရင်သူကချိုတူးကိုလည်းအမတန်ခင်ရှာတာရီချင်းအောင်ရှောင်းရင်ရေချိုးကန်နဲ့စိတ်နာထားလိုက်ကျမဘာသာလာလျှော်ပါမင်းဟုတ်ကဲ့မိမိကအတွင်းကန်အင်ကြီးအိတ်ခတ်ထဲမှာကြက်တန်တရွက်ထုတ်ကချိုတူးတို့အမေကိုပေးသည်ချိုတူးတို့အမေကတယိုတသေး လှမ်းယူသည်ဆောင်းကထမင်းဝိုင်းမှထားကလက်ကိုပြီးစလွဲစီးပြီးပစိုးဟောင်းတစ်ထည့်ဖြင့်ဆွဲသုံးလိုက်သည်မိမိမျက်နှာပြန်နေရှာသည်တမိပြန်တော့မလိုက်ရင်စာရီကြက်ရအောင်မယ်လीဟုတ်ကဲ့မိမိငါသွားတော့မယ်ချူတူလက်ပြန်စောင့်နေနော်နင်းနဲ့ငါနဲ့မကြည့်ရွက်ဆောင်ကမိမိကိုတရိယာကဆက်မပြောဘဲနေလိုက်သည်ပြီးတော့မိမိနောက်ကအသာလေးလိုက်ခဲရလေ၏ ထိုနေ့ကစ၍ချိုတူးတို့အိမ်မှာစောင်းထမင်းမစားရတော့ပါမိမိကစောင်းအတွက်ငရုတ်သီးနှင့်ပစွန်ချောက်ကိုကြော်ပြီး ပလင်းနှင့်ထည့်ပေးထားလေသည်သို့သောချိုတူးတို့အိမ်ကငပိကြော်လောက်တော့စားမကောင်းလှပြီပပဦးဆောင်သောထမင်းဝိုင်းမှာ စကားမပြောဘဲတိတ်ဆိတ်စွာထမင်းစားတတ်အောင်လေ့ကျင့်ယူရပါသည်ဇွန်ခင်းရဲ့နှင့်မစားတော့လေလက်ကိုတန်တန်ဆေးပြီး မဖိတ်မစင်အောင်စားတတ်သည့်အကျင့်ကိုလည်းရအောင်နေခြင်းရပါသည်နောက်တော်လေးတစားတစားကျင့်သားရလာပြီးစောင်းကိုယ်တိုင်ကဇပွဲနှင့်ကလတ်ထိုင်နေဟင်းချူချူကိုဇွန်ခင်းရင်ကင်က စားရသည်ကိုနှစ်သက်၍လာပေတော့၏စောင်းဤဘဝကိုမိမိကပြုပြင်ပေးခဲ့သည်လားပပကပြုပြင်ပေးခဲ့သည်သလားတော့မသိပဝန်းကျင်ကစောင်းကိုပြုပြင်ပေးခဲ့သည်

ထိုအ ਨੇ စုကလည်းအခြေအနေ တောင့်တင်းသောမိဘများ၏သားသမီးများဖြစ်နေ၏အကြောင်းကြောင်းကြောင့်ကြောင်းထရန်နောက်ကျသူများလာရောက်စုဝေးနေကြသည်တည်ကြားထဲမှာအရာရှိသားသမီးတွေလည်းပါသည်ဆောင်းကစာတော်အောင်စူးစားသည်အထူးတလည်းစူးစားနေရသည်တော့မဟုတ်ဆောင်ကိုယ်တိုင်ကစာကိုမြ мян နားလေအောင်စူးစမ်းပြီးမြ мян ရအောင်မှတ်တပ်သည့်ညင်ကရှိနေသည် အရေးပိုင်သမီးမေမေအောင်ကစာညံသည်သို့သောသူ့ကိုအရေးပေးပေါင်းသူတွေရှိ၍သူကအနိုင်ကျင့်ခြင်းသည်အထူးသဖြင့်စာတော်သည့်ဆောင်းကိုကြည့်မရနှိမ်ခြင်းသည်နှိမ်ရမည့်အကွက်ကိုလည်းစောင်းနေတတ်သည်ဆောင်းကဆရာပု္ပ္ပာပေး၍ပြီးသည်နှင့်တွက်ပြီးသားဖြစ်နေသည်အဖြေကိုချက်ချင်းရသည်နေရာမှထပြီးချက်ချင်းတော်ပြနိုင်သည်ဤဒီကိုမေမေအောင်ကမကျင်းနဲ့ ဆရာကလည်းပြောသည်စောင်းခင်လိုတော်အောင်ကြိုးစားကြစောင်းခင်ကတင်ချပေးရင်ချက်ချင်းတွက်နိုင်တယ်မင်းတို့လည်းချက်ချင်းတွက်နိုင်အောင်ကြိုးစားကြမိမိအောင်ကနှုတ်ခမ်းဆိုသည် သူကိုယ်တိုင်မပြိုင်နိုင်လေတော့စာတော်တော်ဖြူဖြူကိုမြှောက်ပေးသည်ဖြူဖြူနေမြန်တွက်ဆန်းဟင်ပြီးရင်သူ့အရင်ဦးအောင်သွားပြနေအရင်ပြီးရင်နေဦးကမုတ်ဝဲကျွေးမယ်ဖြူဖြူကလက်ရည်လှ၍နှေးသူဖြစ်၏ ်သို့သောမြောက်ပေးသူရှိ၍မြ мян ရေးနိုင်အောင်စူးစမ်းသည်ဆောင်းကတော့နှကိုကလေးကလက်ရည်ညံ့သည်ဆောင်းကလည်းအပြိုင်ရှိမှန်းသည်၍မြ мян တွက်သည်ဒီတော့မှားလေ၏ဖြူဖြူကလည်းအ мян ရေးရ၍မှားတော်သည် တိုက်ဆိုင်ခြင်းတော့အမားခြင်းက သွားတူနေသည် နေရကလည်းခုံချင်းကပ်နေတော့ဆရာကြီးကမသိင်္ဂါကြည်စံအမချင်းတူနေတယ် ။ဆောင်းခင်ကလည်းမမစဘူးမှားတယ်။နင်တို့နှစ်ယောက်ဘသူကဘသူစီကခိုးကြတယ်လဲ။ပျော်စမ်း။ဖြူဖြူရောဆောင်းပါကြောင်နေကြစဉ်မိမိအောင်ကဝင်ပြောသည်။ဆောင်းခင်ကဖြူဖြူစီကအများရန်ခိုးကြတယ်ဆရာကြီး။ "तू ကလက်ရည်မြန်လို့အရင်ပြီးတာ။ဆောင်းစိတ်ထဲမှာဒေါသထောင်ကနေဖြစ်သွားသည်။ဆရာကြီးရှိမှမို့ဘာပြန်ပြောရမည်မသိတော့လဲ။သောတာမျက်လုံးဖြင့်စိုက်ကြည့်လိုက်သည်။နောက်ကိုဘသူကဘသူစီကမှခိုးမချနဲ့ ကြားလားဆောင်းစိတ်ထဲမှာတော့မိမေအောင်ကို အခဲမကြေပါဆရာကြီးကအတန်းနဲ့မှရံမဖြစ်ရဘူးဟုပြောထားသဖြင့်ချုပ်တီးထားရတော့လေမိမေအောင်ကိုကလတ်စားချေနိုင်ပြီးအခွင့်အရေးကိုစောင့်နေရသည် ဖြူဖြူကလည်းမိမေအောင်ကိုကြောက်ရသည်မိမေအောင်အနိုင်ကျင်းသမျှခံနေရသည်မိမေအောင်အတွက်အိမ်ကားမုတ်တွေယူလာပေးရသည် သင်ချခိုးပြပေးရသည်ဒါကိုစောင့်ကလည်းတည်သည် ဆောင်းကဖြူဖြူနဲ့ပူပေါင်းကျင်တော့လေဖြူဖြူကမဝွန်မိမိအောင်ကလည်းသူ့လက်ထဲကဖြူဖြူကို အလစ်မပေးဆောင်းကအမြဲတမ်းစာရအောင်ကြိုးစားသည်တင်ချာကိုလည်းမှန်မှန်နဲ့မြန်မြန် တွတ်နိုင်အောင်အားထုတ်သည် တနေ့မှဆရာကြီးကပုတ်စာ၅ပုတ်ပေးပြီးအားလုံးမှန်အောင်နဲ့အမြန်ဆုံးပြီအောင်တွတ်နိုင်သူကိုစုချမည်ဟုပြောလေသည်ထုံစံအတိုင်းဖြူဖြူနဲ့ဆောင်းကအပြိုင်ဆိုင် မိမေအောင်က ဖြူဖြူအရင်ပြီးစေရန် အလီများခိုးကြည့်ပြီးဘေးကပြောပေးသည်သို့သောဆောင်းကအရင်ပြီးသွားသည်ဆရာကြီးကအပြင်ခဏသွားနေရင်စာအုပ်ကိုစပွဲပေါ်တင်ထားရသည်ဖြူဖြူကလည်းသူ့စာအုပ်ကိုဘေးမှလာတင်သည်ကြံလူများကမပြီးသေးဆရာကြီးဝင်လာတော့စာအုပ်နှစ်အုပ်ကရှင်လျင်ဘသူအရင်ပြီးသလဲဟဲ့ဆရာကြီးကမေးသည်ဖြူဖြူ မေမေအောင်ကဝင်ဖြေသည် ဖြူဖြူကလည်းငြိမ်နေသည်ဆရာကြီးကဆောင်းကိုကြည့်သည် ဆောင်းအရင်ပြီးတာဆရာကြီးမဟုတ်ဘူးဆရာကြီး ဖြူဖြူရင်ပြီးတာဘေးလူတွေကငြိမ်နေကြသည် သူတို့ကမေမေအောင်ကိုကြောက်ကြသည် ဆောင်းကကြာကြာသီးမခံနိုင်တော့ရခင်တခါလဲဆောင်းကတခိုးဆွဆွဲခံရပြီးပြီ ဆောင်းရင်ထဲမှာမခံမရနိုင်ဖြစ်လာသည် ထို့ကြောင့်အနားမှာရှိသောပေဒံနှင့်မိမိအောင်ကိုပြစ်ပေါက်လိုက်သည်မိမိအောင်နှစ်ဖူးမှာဖူးယောင်သွားလေသည်ဆရာကြီးကစောင်းကိုကျိန်လုံးနှင့်ရိုက်ပြီးတစ်နေ့လုံးမတ်တပ်ရက်ခိုင်းထားတော်သည်ဆရာကြီးဤကျိန်တန်သုံးချက်ကအသေးခိုက်အောင်နာလှပါသည်စောင်းကအသားနာတာကိုလည်းတီးမခံနိုင်ပေအထူးသဖြင့်သူတစ်ပါးရိုက်နှက်တာကိုခံရခြင်းသည်ဆောင်းဘဝဤစိတ်တစဝေဒနာကြောင့်ရင်ထဲကပူနာသည် လူမှန်းတီတက်ကလေးကဥလေးစိန်ဤရိုင်မောင်းပုံမောင်းတန်းကိုခံခဲ့ရ၍လူလူချင်းနှိမ့်ဆက်ညှပန်းခြင်းကို မုံတီးယွန်ရှာခဲ့သည်အသားပေါ်ကိုဒုတ်တချမ်းကြတိုင်းတာဟာလူတယောက်အပေါ်အခြားလူတယောက်ကမတရားအနိုင်ကျင့်တာပဲဟုနားလည်မိသည် အထူးသဖြင့်ကိုကဘာမျှပြန်မလုပ်နိုင်သည့်အတွက်ပို၍နာကြည်သည်ဆရာကြီးကိုလည်း ခတ်စိမ့်စိမ့်ပင် ပြန်ကြည့်ပြီးမျက်ရည်မကြပဲမတ်တက်ရက်နေလိုက်သည်မိမိအောင်ကအေးပိုင်သမီးမို့ဆရာကြီးကဆောင်းကိုပို့ပြီးဖိနှိပ်သည်ဟုအထင်ရှိလိုက်သည်မိမိအောင်တို့အဖွဲကလည်းဆောင်းကိုဝိုင်းဟားကြသည်မိမိအောင်တန်ရကမကြည့်ကြလားဆောင်းမသာ တနေကုန်မတ်တက်ရက်နေရသဖြင့်အဆက်ကွဲရသည် ကြောင်စင်းခေါလောင်းထူမှဆောင်းကိုထိုင်ခွင့်ပေးသည်ဆောင်းကမထိုင်တော့ လွယ်အိတ်ကိုယူပြီးကျောင်းပေါ်မှတခါတည်းပြေးဆင်းလာခဲ့သည်။နောက်နေ့မှစောင်းကြောင်းမတက်ပေ။နေမကောင်းဘူးဟုမိမိကိုအကြောင်းပြသည်။တကယ်လဲစိတ်လုံရှား၍ကိုယ်တွေပါပူလာလေသည်။ထိုညကငယ်စဉ်ကမှတ်ခဲ့သောအိမ်မက်ဆိုးကိုပြန်မှတ်ပြီးမိမိရေမိမိရေဟုအော်မိပြန်လေသည်။စောင်းကြောင်းမတက်တာနှစ်ရက်ကြာတော့ဆရာကြီးလိုက်လာလေသည်။နောက်နေ့တက်ဖြစ်အောင်တက်ပါ စာမေးဖတ်အတွက်အရေးကြီးတာတွေပေးစရာရှိတယ်။ငါတပည့်စာတော်တယ်ဆိုတာဆရာကြီးသိပါတယ်။အရင်တခါလဲငါတပည့်သူများစီကခိုးမချဘူးဆိုတာဆရာကြီးသိတာပေါ့။လက်ရေးမြန်တဲ့သူကနှီးတဲ့သူစီကဘယ်လိုလုပ်ခိုးလို့ရမလဲ။စောင့်ခိုးရင်လဲဘယ်လာအရင် ပြီးတော့မလဲ။ဆရာကြီးကပြန်၍ချော်မော်ရှာသည်။မိမိကိုလည်းအကျိုးအကြောင်းရှင်းပြသည်။ဆရာကြီးကကို့တပည့်တွေဘသူဘယ်အချိန်နေရှိတယ်ဆိုတာသိတာပေါ့ကွာ ဒါပေမဲ့တပည့်ဆောင်းခင်ကစိတ်ထက်တယ်။အပေါင်းတင်နေတယ်။သူများနဲ့တက်အောင်ပေါင်းတင်တယ်ဖို့ခိုက်ရံမဖြစ်ဘူး။ဆရာကြီးကသတိပေးနေတာပဲ။မိမေကလည်းခေါင်းတညိမ့်ညိမ့်ဖြင့်နားထောင်သည်။တမီးကဘာဖြစ်လို့သူများကိုအယမ်းလုပ်ရတာလဲကွယ်။မတော်တဆမျက်လုံးတွေပါလေခိုက်မိသွားရင်ဘယ်ကောင်းမလဲ။သူတို့ကမတရားပြောတာကိုသူတို့နဲ့လည်းခင်အောင်မပေါင်းချင်ဘူးမေမေ။ခင်စရာလည်းကောင်းမှမကောင်းမေ။ ဖြူဖြူကိုတော့ခင်ပါတယ်။ဒါပေမဲ့ဖြူဖြူကလည်းမိမိအောင်ကိုကြောက်နေရတာပဲ။ကြောက်ရဆိုငါတပည့်ရဲ့ဖြူဖြူအဖေကမိမိအောင်တို့အဖေရဲ့လက်အောက်ကပဲ။နောက်နှစ်သုံးတန်းရောက်လို့အတန်ခွင်ရင်စောင်းကိုဖြူဖြူနဲ့အတူတူထားပေးမယ်။မိမိအောင်ကိုတတ်တတ်ထားပေးမယ်။ဟုတ်ပြီလား။ဆရာကြီးကကျောင်းအုပ်ဆရာကြီးဖြစ်၍စာသင်ခန်းများကိုစီမံခန့်ခွဲပြီးသူကိုယ်တိုင်လည်းအတန်တိုင်းဂယုဆိုင်၍ဝင်သင်ပေးသည်။ဟုတ်ကဲ့ စောင်းကစာတော်လေးသူနဲ့မှပေါင်းချင်တာဆရာကြီးရဲ့ဆရာကြီးကသဘောကျနေသည်စောင်းဘွားမှာဆရာကြီးသည်လက်ဦးဆရာ ဖြစ်သလိုတန်ရောစဉ်အရှိဆုံးဆရာသမားတဦးလည်းဖြစ်ခဲ့ရပါသည် ထို့နောက်စောင်းကအကြောင်းကိုမှန်မှန်တတ်ခဲ့သည် နောက်နှစ်မှာမိမိအောင်တို့နှင့်အတန်းမတူတော့၍စိတ်လဲချမ်းသာခဲ့ရသည်ဖြူဖြူကလည်းစောင်း၏အချစ်ဆုံးကျောင်းနေဘက်တငယ်ချင်းတယောက်ဖြစ်ခဲ့ရလေသည် နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နောက်လာမယ့်အပိုင်းများကိုလည်းစောင့်မျှော်အားပေးကြပါအောင်ရှင်။